တဲ့ဒါဆမေးမေးချင်တာလေးရပါတော့အဲကျွန်တော်တချို့နေရာတွေမှာအဲ့လိုလူလူထောက်ခံမှုကြဆင်းစီတဲ့အပြုမူတွေကိုကျွန်တော်တပ်ဖွဲ့တွေကလှုပ်ဆောင်နေတဲ့အပိုင်းတွေလည်းသိရတယ်ဆမေးအဲဒါကတော့စိတ်မကောင်းစရာပါတော့ဒါပေမဲ့ဒါကတော့ရှိနေမှာပဲလို့လည်းကျွန်တော်ကတော့ယူဆမိတယ်ပေါ့နော်ဒီလိုပါလေးရရှိလာနိုင်မယ်လို့ဒါတွေးမိခဲ့တာပေါ့အဲအဲကြတော့အဲ့လိုပုံစံမျိုးနဲ့ဒါတပ်ဖွဲ့တွေစီကနေပြီးတော့ဒီတချို့သတင်းစကားတွေပြန်သိရတဲ့ခါကျတော့နည်းနည်းစိတ်ပူဆိုးရင်ဒါလေးတော့ရှိတာပေါ့နော်အဲအဓိကတော့ဒါလူလူထောက်ခံမှုကြတာတွေမြင်လာရတယ်ဆိုပါ အဲအရင်တုန်းကဒါခုနလိုပေါ့ဒီတပ်ဖွဲ့တွေအတွက်ဆိုရင်အဲတသိန်းနှစ်သိန်းကိုဒါပတ်ကနေပေးလိုက်ဖို့ဝင်မလေးတဲ့ပြည်သူတွေအများကြီးရှိတယ်။အကိုရဲ့သားသမီးလို့သဘောထားပြီးတော့ပေါ့နော်။အဲနေ့စဉ်နဲ့မြဘာမှမလုပ်ပေးနိုင်ဘူးဆိုရင်တော့မှဖျားရှိခွင့်ရင်ဆူတောင်းပေးတယ်ပေါ့နော်။အဲဒီလိုပုံစံမျိုးနဲ့ဒါလုပ်ပေးတဲ့ပြည်သူတွေရှိတယ်။အခုနောက်ပိုင်းဒါသူတို့ရဲ့လုပ်ရက်တွေကလူလူထောက်ခံမှုကြဆင်းစီတာမျိုးတွေဖြစ်လာတဲ့အခါမှာအဲလူလူကခုနလိုပေါ့နော်။တွန့်ဆုတ်လာတာတွေတွေ့လာရတယ်။အဲပြီးတော့ဒါတခုခုဆိုရင်မသိကြအောင်ဆောင်နေတဲ့ပုံစံမျိုးတွေမြင်လာရတယ်ဆိုတော့ဒီမှာ လူလူထောက်ခံမှုကဒီဒေါ်လာရင်းမှာဘယ်လောက်ထိအရေးကြီးသလဲပေါ့နော်ပြီးလူလူထောက်ခံမှုကြာဆုံးသွားပြီဆိုရင်အဲကျွန်တော်တို့ဘယ်လောက်ထိစိုးစိုးဝါအခြေအနေတွေကိုရင်ဆိုင်ရနိုင်လဲအပြင်အဲ့လိုမျိုးဖြစ်ဖို့ကျွန်တော်ဘာတွေလိုအပ်တယ်လဲဘာတွေလုပ်တယ်လဲဆိုတာလေသူနည်းပေးစေချင်တာပါဆရာတော်။ Yeah လူလူရဲ့ထောက်ခံမှုကတော့အဓိကပဲအရေးကြီးဆုံးပဲလူလူထောက်ခံမှုပျောက်တယ်ဆိုတဲ့ဥစ္စာကမင်းအွန်လိုင်းကျမအတွက်ပေါ့နော်မင်းအွန်လိုင်းရဲ့ fire power တွေပုံပြီးကြောက်စရာကောင်းတာ။ဟုတ် ပုံရကြောက်စရာကောင်းတယ်တော်လိုင်းရေးအတွက်ဟုတ်ဟဲ့တော်လိုင်းရေးအတွက်ခုနပြောသားသလိုပဲဟိုပါတယ်လူလူထောက်ခံမှုပြောက်သွားရဲဆိုလို့ရှိရင်ကို့အတွက်လုံခြုံရေးအတွက်မလွယ်တော့ဟုတ်ဒါပြောတည်င်းရဖို့ရန်သူအတွက်တည်င်းရဖို့အတွက်လည်းပုံပြတော့ခက်ခဲလာလိမ့်မယ်ခက်ခဲလာဟုတ်ခက်ခဲလာလိမ့်ဟဲ့ဒါပြောရန်ပြည်သူလူလူရဲ့လုံခြုံအိုနေပါလေအဲအဲယုံကြည်မှုကြသွားတဲ့အတွက်ကြောင့်မလို့ ။အဲကြာသွားတဲ့အတွက်ကြောင့်မလို့ကိုနေဗါလေစစ်တက်ရဲ့ in the ကိုယ့်ရဲ့ရန်သူရဲ့ပေါ့နော်ကိုယ့်ရဲ့ရန်သူရဲ့ဟိုအာဝါရဖြန့်ချီရဲ့လည်းပို့ပြီးတော့အကောင်းပါလေပို့ပြီးတော့တောင့်တင်းလာလိမ့်မယ်ဟုတ်ပို့ပြီးတော့တောင့်တင်းလာလိမ့်ဟမ်ဘာလို့ဒီဒီလိုမျိုးကျမအရင်ထဲကလည်းပြောတာတယ်ကျမ research အာကျမဗတ္တိတနာနော်လောက်ထားတာချီအိုးအိုးပါလေအောင်မြင်တဲ့တော်လှန်ရေးတွေကိုသမိုင်းမှာအောင်မြင်သွားတဲ့တော်လှန်ရေးတွေကိုပြန်ပြီးကြီးလိုက်တဲ့အခါမှာနော်အဓိကသုံးခုပါတယ်လို့ကျမပြောတာတယ်အဲ့ဒီကျမမြင်တဲ့ပြောတဲ့ dip dip နော် d ကြတော့ defection နော်ဘယ်ပြောင်းမှုနော် i ကြတော့ international pressure pb ဆိုင်ရာရဲ့ pr နောက်ဆုံးတစ်ခုကြတော့ people support p right ပြည်သူလူထုရဲ့ထောက်ခံမှု ဟိုင်အဲ့တုံးမှုထဲမှာပြန်သွားတွေ့လာတာ fire power နဲ့မဆိုင်ဘူးမမဆိုင်ဟုတ်ညတီးသူလူလူထောက်ခံမှုရှိလာတယ်ဆိုလို့ရှင် fire power ကိုဂျန်သူရဲ့ fire power ဘလို့ကြော်လွားနိုင်နေလဲဆိုတာတွေ့လာလိမ့်ဟုတ်ကဲ့ဆောင်းမဟုတ်ဟုတ်အဲကြောင့်မလို့ကို့အနေနဲ့အမြဲတမ်း professionalism you know sit the ordeal your professionalism နဲ့နေရတနက်ကင်တဲ့လူကစီးပွားရေးလုပ်လို့မရဘူးတနက်ကင်ကျွန်မမြန်ပြောတယ်တနက်ကင်နားတဲ့လူကဖုန်းကြီးတိုင်းပဲဟုတ်ဟုတ် တနက်ကင်လာတဲ့လူကစီးပွားရေးလုပ်လို့မရဘူးအုပ်ချုပ်ရေးလုပ်လို့မရဘူးခုံးကြီးတိုင်းပဲဆိုတော့အဲ့ဒီဥစ္စာလုတ်ကိုကလုတ်ပေးနေအဲ့လိုမျိုးပြနိုင်လေလေကိုကဒါဟိုနေပါလေအာ professionalism ပြတာပေါ့နော်ဆိုအများရန်ပြည်သူလူထုရဲ့ဆက်ဆံရေးပြည်သူလူထုနဲ့ဆက်ဆံရေးကောင်းဖို့လိုအပ်တယ်ဟိုဘက်တော်လိုင်းနိုင်ခြင်းဟုတ်ဟုတ်စမိုင်းဟုတ်အဲ့စစ်တဲ့အနေနဲ့လေနော် သူတို့အခုဘာလုပ်နေကျမဘာသွားတွေ့လဲဆိုသူတို့တွေကိုလူတွေကကောင်းတယ်လို့မြင်နေစရာမလိုဘူးသူတို့လိုချင်တာက EF နဲ့ NUG နဲ့ EAO တွေကသူတို့တို့နဲ့ပဲအတူတူပါပဲသူတို့လိုပဲဆိုးပါတယ် right သူတို့အောက်မှာဖြစ်ဖြစ်အဲ့ ਉਹ နင်းဟိုဘက်ကိုရောက်သွားလို့ရှိရင်လေသူတို့လိုမျိုးပဲစစ်တပ်လိုမျိုးပဲဗိုလ်လာကြတော့မယ်ဗိုလ်လီလောက်တော့မယ်ဒီသူလူတို့ကိုညှင်းစေတော့မယ်ဟဲ့ဟုတ်ဆက်ပါဟုတ် အကောင်းဆုံးဖြတ်မယ်အဲ့ဒီဥစ္စာအတူတူပါပဲအတူတူပါပဲလို့ဒီလိုမျိုးဒီ message ကရသွားပြီဆိုလို့ရှိရင်တော်လိုင်းရေးအတွက်တော်ဒုက္ခဖြစ်နေတယ်အဲ့ဒီဥစ္စာအဲ့ဒီဥစ္စာကကျမအတွက်ပို့ပြီးတော့တော်လိုင်းရေးတဲ့အန့်နေရှိတယ်မင်းအောင်လိုင်းရဲ့ဘုံကြီးဘုံနေနေတဲ့ drone နေတဲ့ဘုံနေ drone နေတဲ့ဒီဒီဒီပြည်သူလူထုရဲ့ညုံညင်မှုပြည်သူလူထုရဲ့ယုံကြည်မှုပျောက်တာကအရန် အန်ဒီရှိတဲ့တော်လိုင်းဟုတ်ဆိုပါဟုတ်အဲအဓိကတော့ဒါတော်လိုင်းတစ်စုံလုံးအတွက်ကြည့်မယ်ဆိုရင်တော်လိုင်းကိုအများကြီးထိခိုက်နိုင်တဲ့အပြင်အဲရှုံးနေတာအထိပါဖြစ်သွားနိုင်တဲ့အခြေအနေပေါ့နော်ဆိုပါဟုတ်အဲအနေဆုံးတော့တေးကြရဲဆိုပါဒီဒါလုံးသမအောင်မြင်တော့မှာမဟုတ်ဘူးလူလူထောက်ခံမှုကြရှုံးသွားရေးဆိုရင်ဆိုင်းခုနပထမဆုံးပြောလိုက်တဲ့နှစ်ချက်နဲ့တည်းတော်တော်အထိနာနေပြီပေါ့နော်။ဘာလို့လဲဆိုတော့အဲကိုယ့်စီကသတင်းတွေမလုံခြုံတော့ဘူး။ ပြီးရင်အဲကိုစီကသတင်းနေရန်သူစီကိုတေချာပေါက်ရောက်တော့မယ်ပေါ့နော်ပြီးရင်ရန်သူစီကသတင်းနေကိုဘာမှမရတော့ဘူးပေါ့နော်လုံးဝဒီတိုက်ပွဲတစ်ခုတိုက်တဲ့အခါမှာဒီသတင်းလုံခြုံမှုနဲ့သတင်းရယူမှုကအရန်ရည်ကြည့်တာဆိုတာရဲ့အဲကြောင့်အဲဒီသတင်းနေတာအချက်လက်တွေဒါကျွန်တော်တို့ဒါရန်သူရဲ့သတင်းဆိုလဲဒါကျွန်တော်အများကြီးဒါအချက်လက်တွေရထားတယ်ဟိဆိုရင်တိုက်ပွဲမတိုက်ခင်မှာကိုပဲအောင်မြင်တယ်လို့ပြောလို့ရတဲ့အနေထားပေါ့နော်ဒါပေမဲ့အဲ့ဒီသတင်းတွေကဆာမရတော့ဘူးဆိုရင် ဒီတိုက်ပွဲဝင်မှုဆိုတာလည်းဘလုံးမမဖြစ်နိုင်တော့ဘူးပေါ့နော်အဲနောက်တစ်ခုကတော့ထောက်ကျောင်းတော်လိုင်းရဲ့အတွက်ကပူဆိုးတာပေါ့နော်ဆိုရင်ဒီထောက်ပံ့မှုပေါ့နော်အဓိကတော့ဒါလူလူရဲ့ထောက်ပံ့မှုနဲ့ဒီနေ့ဒီချိန်ထိတွားနေရတာဖြစ်တဲ့အတွက်ဒီထောက်ပံ့မှုသာမရှိတော့ဘူးဆိုတဲ့အခါကျရင်ဘလိုပဲဖြစ်ဖြစ်တော်လေးစိုးစိုးကအခြေအနေကိုရှင်းဆိုင်ရမှာပေါ့နော်အဲတော့ဒါကျောင်းဒီဘက်ကတပ်ဖွဲ့တွေအနေနဲ့လည်းပေါ့နော်ဒါမျိုးတွေလုံနေကြပြီဆိုရင်ဒါလေးကိုဆင်ခြင်ဖို့လည်းအရန်ရေးကြီးလာတာပေါ့နော်ဆိုပါဟုတ် ဲ့များသောအားဖြင့်ပေါ့နော်ဒီဥစ္စာတွေကဘာလဲဒီဟိုတစ်ဖွဲ့နှစ်ဖွဲ့ပေါ့နော်နည်းနည်းပါးပါးလုပ်နေတာဒါပေမဲ့ဘာဖြစ်လဲဆိုတော့စစ်တပ်ကအဲ့ဒီဥစ္စာတွေအသုံးချပြီးတော့နော်ရန်သူကအသုံးချပြီးတော့ဒီဝါရတွေကျေပြန့်အောင်လူတွေအဲ့ဒါကြီးအားလုံးကအမြဲတမ်းဖြစ်နေတယ်ဆိုတဲ့ဥစ္စာကိုထင်အောင်လုပ်နေတယ် right ဆိုဘာလဲမြန်မာမြန်မာပုံပုံမြင်ရှိတယ်ငခုံးမတကောင်ကြောင်းတလီလုံးပုတ်ဆိုတဲ့ဥစ္စာမျိုးဖြစ်သွားနိုင် right ဒါပေမဲ့ဒီမှာ PDF တွေ EO တွေကျွန်တော်အများကြီးစက interview လုပ်ဘူးတယ်အဲ့ဒီမှာသူတို့ပြန်ကြည့်လိုက်လို့ရှင်ကိုတက်မြက်လည်းလုပ်တာပဲကိုတက်မြက်ကျွန်တော်တို့တော့မှာပူတော်မှာလုပ်သေးတယ်သိတယ်မလား so အဲ့ဒီဥစ္စာတွေကဒီလိုမျိုးမဟုတ်ဘူးသူတို့ professional ကြတယ် ဟုတ်ဒါပေမဲ့ဟိုမှာတစ်ဖွဲ့နှစ်ဖွဲ့ဟိုလုတ်ဒီလုတ်နေအဲ့ဒါတွေလုတ်နေတာတွေရှိတယ်အဲဆိုတော့ကျမတို့အနေနဲ့ဒီငခုံးမတကောင်ကြောက်တစ်လေလုံးပုတ်ဆိုတဲ့ဥစ္စာမဖြစ်သွားအောင်ပေါ့နော်တော့လုတ်ဖို့လိုအပ်တယ်အဲပြည်သူလူထုနားလဲစီချင်တာဟုတ်တယ်ဟုတ်မရှိဘူးဆိုတာပြောတာမဟုတ်ဘူးဒါပေမဲ့ရှိတဲ့ဥစ္စာကအနေနဲ့ပါပါတယ် ။ဟုတ်။ဟိုနေ့မှာဒီဒီဒေါ်လာကြီးတစ်ခုလုံးကိုကြီးလိုက်မယ်ဆိုလို့ရှိရင်60 60ကျော်ရာခိုင်နှုန်းကျော်ကျော်ဟာဒီ professional ဖြစ်ပြီးတော့တကယ်တကယ်ဒေါ်လာကြီးကိုပြည်သူလူထုလွတ်မြောက်အောင်နော်တော်လန်ရေးကိုအိုနေနဲ့ပါလေရိုးရိုးရှင်းရှင်းနဲ့လုပ်ပေးနေတယ်ဖြစ်ဟုတ်ဆုံးဆိုအဲ့ဒီဥစ္စာကတော့နားလဲအောင်ပြည်သူလူထုနားလဲအောင်ပြောပြပေးရမယ်ဟုတ်ကဲ့ကိုကနှခုံးမတကောင်ကြောက်မလို့ဒလေလုံးအိုနေဖြစ်ဖြစ်နေတာမဟုတ်ဘူးဟုတ် ြောလို့ရတယ်။အဲကြောင့်မလို့ပေါ့နော်ဒီဒီဒီပြည်သူလူထုရဲ့အထောက်ပံ့မရှိလို့ရှိလို့ရှင်ဘလောက်လောက် fire power ရှိရှိမရဘူး။ so syria ဒီပါလား syria ဆိုလို့ရှင် russia အများကြီးအစလေတင်လို့အစက russia အများကြီးကူညီတာပြည်တယ်ဒါပေမဲ့ပြည်သူလူထုသူ့ကို support မလုပ်တဲ့အခါကျတော့ဒီဥစ္စာသူ့ထွက်ပြေးရတဲ့အဖြစ်ဖြစ်ဖြစ်အကုန် right now တခုကြတော့အဲဆီးရီးယားမှာကြတော့လေဒီအရင်တော့သူတို့ဘာအဖွဲအများကြီးရှိနေတယ်အဖွဲတွေပို့ပြီးတော့ပူပေါင်းဆောင်ရွက်လာလေလေသူတို့ရဲ့အင်အားပိုကောင်းလာပြီးတော့เนาะဒီအဆအကိုပြအောင်လုပ်လုပ်သွားနိုင်ဆိုတော့အခုချိန်မှာဆိုဒီဒီဟိုနေပေါ့နော်ပြည်သူလူထုဆက်ဆံရေးရဲ့မဟာမိတ်ဆက်ဆံရေးအဲ့ဒီဥစ္စာအရန်ကြီးကြီးတယ်ဟုတ်ဆိုပြန်ပြောကြည့်လိုက်တချို့တစ်ဖွဲ့တွေဆိုလို့ရှိရင်မဟာမိတ်အဲဘာဆက်ဆံရေး အဲနှိမ့်ကြလာတာနဲ့သူတို့နေရာတွေပြန်ပေးလိုက်ရတယ်ဟုတ်ဟဲ့ဘိုင်းပါဝါကြောင့်မဟုတ်ဘူးမဟာမိတ်ကြောင့်မလို့နောက်ပြီးတော့အိမ်မှာလည်းပြည်သူလူထုကပြည်သူလူထုဆက်ဆံရေးရလဲကြလာတဲ့အတွက်ကြောင့်မလို့သူတို့ဖြစ်တာဒီတော့ဒီစစ်တပ်ရဲ့ဟိုနေနဲ့မဆိုင်ဘူးတိတ်တိတ်မဆိုင်ဘူးဖိုင်ယာပါဝါနဲ့မဆိုင်ဘူးပြည်သူလူထုဆက်ဆံရေးမဟာမိတ်ဆက်ဆံရေး ဲ့ဒီဥစ္စာပို့ပြီးတော့အရေးကြီးတယ်။အလားတူပဲဝင်ထဲမှာဆိုဟိုဗာလဲအာဖဂန်နစ္စတန်မှာလဲကြည်ပါလား Taliban you know ပြန်ဝင်လာတာလွယ်လွယ်လေးပြန်ဝင်လာတယ်။ဘာလို့ဆိုဒီဟိုနည်းဟို US support လုပ်ထားတဲ့ Afghan government ကစစ်တပ်ကပြည်သူလူထုရဲ့ support မရှိဘူး။ဟုတ်။ပြည်သူလူထုရဲ့ထောက်ပံ့မှုမရှိဘူး။ရှောက်ခံမှုမရှိဘူး။ဆိုတော့ ချာလဘန်အလွယ်လေးပြန်လာပြီးပြန်သိမ်းလိုက်ဟုတ်ဟုတ်အဲ့ number US မှာလည်း Vietnam War မှာတော့လည်းအဲ့တိုင်းပဲ fire power ကြီးအများကြီး US ကဗလဲဒီ Vietnam နေဟိုဗါဆက်လိုက်တာမှာ million နဲ့မှာ million နဲ့ချီပြတ်သက်တာနော်။အော်ဒါပေမဲ့နောက်ဆုံးတော့ရှုံးသွားတယ်။ဘာဆိုပြည်သူလူထု support မရဘူး။ပြည်သူလူထုရဲ့လက်ခံမှုထောက်ခံမှုအာယုံကြည်မှုမရှိတော့။ဆိုတော့အဲ့ကြောင့်ပြောရတဲ့ fire power ကဟိုဗါလဲအဲ့ deciding factor မဟုတ်ဘူး fire power ကအောင်မြင်မှုတစ်ခုရဲ့အဓိကအကျဆုံးဥစ္စာမဟုတ်ဘူးအဲ့ဒီကတချို့ကတွေးကြတယ်ဗောနော်ဒီလက်နက်ကအဲပါဝါဖို့ရှိတယ်ဆိုပြီးထင်ကြတယ်ဗောနော်ဒါပေမဲ့နိုင်ငံတစ်ခုမှာလူလူကသာလျင်ဒါအာအကြီးဆုံးပဲဆိုတဲ့ဟာကိုမိနေတတ်ကြတယ်ဗောနော်ဆင်ပါဟုတ်လက်နက်မကင်ထားတဲ့လူလူကပဲအဲချို့အကြောင်းအရာတွေမှာအဆုံးဖြတ်ဖြစ်ဖြေပြီးွားရရှိတာဗောနော်ဆင်ပါ ဆာကိုလည်းတချို့တွေအရင်တော့ကျမပြောရဲဥစားဆိုလို့ရှိရင် PDF တရားကျမယုံရင်ပေါ့နော်တချို့တွေဆိုလို့ရှိရင်ကျမပြောပြရဲအာမရပါဘူးဒါပေမဲ့သူတို့အခုချိန်မှာတိုက်ပွဲအဲအဲတွေ့ကြုံနေပို့ရှိလာလေလေအဲ့ဒီဥစားကိုသူတို့ပို့ပြီးတော့နားလည်လာလေလေကျမသွားတွေ့တယ်ဟုတ်ကဲ့ဆမအဲ့ဒီအဲ့ဒီ concept ကိုနော်ပို့ပြီးတော့နားလည်လာတယ်ဆိုတာသွားတွေ့တယ်ဟုတ်ဟုတ်ဆမဟုတ် အဲအဓိကတော့ဒါသူတို့တွေလည်းဒါအတွေ့အကြုံတွေပို့ပြီးတော့ပြေဝလာဖြစ်တဲ့အတွက်အပို့ပြီးတော့ဒါကြုံတွေ့လာတဲ့အပေါ်မှာပို့ပြီးတော့နားလည်လာတယ်ဒါရှိလာမှာပေါ့နော်ဆိုတော့အဓိကတော့ဒါလူလူရဲ့ထောက်ခံမှု မကြရှုံးအောင်ကျွန်တော်တို့ပို့စူးစားတင်တယ်ပေါ့နော်အဲပြီးရင်ဒါအခုလိုမျိုး လုံနေတဲ့အဖွဲ့တွေရှိတယ်ဆိုရင်လည်းကျွန်တော်တို့တိတိပပပေါ်ထုတ်ပြီးတော့ဒါအထက်ကိုတင်ပြတာမျိုးဒါဒါပြန်ပြီးတော့ပြင်ဆင်ဖို့အတွက်လိုအပ်တယ်ပေါ့နော်ဆိုတော့ဟိုအဓိကဒါမျိုးလှုပ်လာပြီးဟေးဆိုတဲ့ဟာကလမ်းကြောင်း မှားနေပြီဒါဒါမလုံတဲ့နဲ့လောက်ရက်တွေဖြစ်တယ်ဆိုတဲ့ဟာမျိုးအလုံနေတယ်ဆိုရင်လည်းဒါအဖြစ်ပြီးအရေးယူတဲ့အဆင့်မျိုးတွေထိသွားနိုင်မှုတွေလည်းအရေးကြီးတယ်ပေါ့နော်ကျွန်တော်ကအခုကတည်ယုံနေတယ်နော်မပြီးသွားဘူးပေါ့နော်ဆိုတော့အဲဒီဥစ္စာကိုဒါသူကအဓိကတော့ငွေကြေးလိုအပ်မှုကြောင့်မလို့ရှာကြဖွေကြတယ်ပေါ့နော်ဒါဒေါ်လာရေးကဒါလိုအပ်ချက်တွေများတဲ့အတွက်ပေါ့နော်အဲဒါပေမဲ့အဲ့လိုမျိုးရှာဖွေတဲ့ဟာကလူလူကိုခုနလိုမျိုးဒါလူလူညွန်ညွန်စင်မဲ့ကိစ္စမျိုးတွေလုံနေတယ်ဆိုရင်ဒါကမှားရွေးနေတယ်ဆိုတဲ့အကြောင်းကိုဒါသိဖို့လိုတယ် အခါကြီးကျတဲ့ဆံပါကျွန်တော်တို့ဒါဒါတပ်ဖွဲ့တွေကအဲ့လိုပေါ့နော်။သွားပြီးတော့အတူယူမှားမိတာတွေလည်းရှိနိုင်တယ်လေနော်ဆံပါ။ဘာဖြစ်လို့လဲဆိုတော့အကုန်လုံးကခက်ခဲနေတာပေါ့။အခက်ခဲနေတယ်လိုအပ်နေတယ်ဆိုတော့အာသူတို့ကပတ်စံဘလို့ရှားနေတာ။အာသူတို့လိုရှားရင်တော့ငါတို့လည်းပြည့်စုံလာရင်အလုပ်ပိုလုပ်နိုင်မှာပဲဆိုတဲ့အတွေးမျိုးနဲ့သွားပြီးအတူယူမှားတယ်ဆိုရင်ဒါတွေကအဆင်မပြေဘူးဖြစ်လာနိုင်တယ်ပေါ့နော်။အားကြောင့်လို့ဒါတွေကိုအပြစ်ပေးတာမျိုးတွေရေးယူတာမျိုးတွေဖော်ထုတ်တာမျိုးတွေလည်းဒါလုံနိုင်ဖို့လိုအပ်တယ်လို့ယူဆပါတယ်ဆံပါ။ဟုတ်။အင်း ဟိုနေ့လက်လက်ရှိပြီးတော့ပေါ့နော်ပြည်သူလူထုကိုအငင်းဆဲနေတာတွေပြည်သူလူထုအဲ့ဒီဥစ္စာခဏပဲ because nafta လာကြလာရှင်စစ်တပ်ကကိုပြန်လာချမှာအဲ့မှာကိုကိုစစ်ဗျင်ပေါ့နော်တချို့ရေစုပြောတာစစ်ဗျင်လိုမျိုးလုပ်နေတာအဲ့ဒီဥစ္စာတရှိမလုပ်နိုင်ဘူးခဏပဲနောက်ကျအဲ့ပြည်သူလူထုရဲ့ support မရှိတော့ဘူးဆိုလို့ရှင်တနည်းနည်းနဲ့တနည်းကနောက်တစ်ယောက်ကပြည်သူလူထုကသူတို့ကိုပါလေနောက်တစ်ယောက်ကိုပေးလိုက်မှာ ။ဆိုပေးကျွေးလိုက်မှာကျွေးလိုက်မှာတနောက်နောက်တယောက်ကိုကျွေးလိုက်မှာကျွေးလိုက်တဲ့အခါမှာသူတို့ပဲအုံနေဖြစ်မှာ right ဆိုတော့ပြီးသူခုနကပြောတဲ့ပြီးသူလူတော့အပေါ်ရေးကြည့်တယ်။ကိုကနည်းနည်းလေးဟိုဘာလဲခဲယံခဲယံလက်နဲ့လိုလို့ပြည်သူလူထုကိုညှင်းဆဲလိုက်တဲ့ဆိုတဲ့ဥစ္စာအဲ့ဒီဥစ္စာဝင် cost and benefit ကမမျှဘူး။ အဲ့ဒီ cost ကပို့ပြီးတော့အကုန်ကျပိုများတယ်ပြီးသူလူလူရဲ့ယုံကြည်မှုပျောက်သွားတဲ့ဥစ္စာကပို့ပြီးတော့အရေးကြီးတယ်ဒီ3လ5လက်တနက်ရဖို့အတွက်ဆိုတော့ဒါမှမဟုတ်လို့ရှိရင်လည်းတရားပဲဆိုပါတော့အဲ့ဒီဥစ္စာ trade အဲ့ဒီ trade ကမမြတ်အဲ့မမြတ်တဲ့ trade အမြဲတမ်း အမြဲတမ်းရွေးပါ ပြည်သူလူထုကိုအမြဲတမ်းရွေးပါပြည်သူလူထုရဲ့အာနေလက်ခံမှု you know ယုံကြည်မှုယုံကြည်မှုကိုအမြဲတမ်းရွေးပါဟုတ်ဟုတ်ဥစားပေးဖို့ပေါ့နော်ပြည်သူကိုပဲဥစားပေးဖို့ဒီပြည်သူအတွက်ပဲဒီလှုပ်တွေလှုပ်နေကြတာကိုကျွန်တော်မမေ့ဖို့လိုတော့ပေါ့နော်ဟုတ်ဟုတ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဆရာအခုလိုပြောပြပေးရတကယ်ကျေးဇူးတင်ပါတယ်ဆရာဟုတ်အဲကျွန်တော်နောက်ဒီတခုလေဒါဆရာမျိုးပြောစေချင်တာလေးရှိတာပေါ့နော်အဲ့ဒါကျွန်တော်ဒီကာလတွေမှာ အခုနလိုအဖြစ်ဆိုးတွေကြောင်းမလို့လဲစိတ်တကြဝမ်းနဲ့ကြည်ကိုရတာတွေလည်းရှိတယ်ပေါ့နော်ဆိုပါပြီးပြီးတော့ဒီဒေါ်လာရေးအောင်မှုအတွက်မှာဒါနေမီထိန်းနိုင်တဲ့အခြေအနေတွေကအဓိကကျတာဖြစ်တဲ့အတွက်လည်းတချို့နေမီတွေပြန်ပေးရတဲ့အပေါ်မှာဒါလူလူကစိတ်ညစ်တာမျိုးတွေရှိတယ်ပေါ့နော်ဆိုပါပြီးစိတ်တော့မကြကြပါဘူးဒါပေမဲ့တချို့လည်းဒါဒီဟာကိုလက်မခံနိုင်ဘူးပေါ့နော်ဒါလို့ဆိုတော့ရဖို့အတွက်စူးစမ်းနေတယ်ရဖို့အတွက်ကူနေကြတယ်ထပ်ပြီးတော့တိုးပြီးတော့ထိန်းချုပ်နိုင်ဖို့အတွက်လုံနေကြတဲ့အခြေအနေမှာ ပြန်ပေးရတယ်ဆိုတဲ့ဟာမျိုးကိုလက်မခံနိုင်ကြတာပေါ့နော်ဆမိုင်းဟုတ်အဲကြောင့်ချိုးဆိုလည်းဒီပြည်သူတွေတင်မကပဲဆိုတော့ဒေါ်လာရေးတက်ဖွဲ့ဝင်နေကြပါကစားဒါမျိုးဟာလေးတွေအမြင်လေးတွေရှိကြတယ်ဆိုတော့ဆမိုင်းဒီစိတ်သက်တွေပြန်ပြီးတော့ညက်တက်လာဖို့အတွက်ကိုခေါင်းဆောင်နေပါလေတာဝန်ရှိလာတယ်ပေါ့နော်ဆမိုင်းအဲအဲ့ဒါကဒီဒီကျွန်တော်လူလူစိတ်သက်ကြတယ်ဆိုလည်းစိတ်သက်မကြအောင်ကျွန်တော်ပြောပြရမယ်ခေါင်းဆောင်နေမှာတာဝန်ရှိတယ်အဲလက်လောက်ကတက်ဖွဲ့တွေအခုလိုမျိုးဒါဒါတချို့အမြင်တွေမှာအဲ့လိုဖြစ်နေတယ်ဆိုရင်လည်း ြန်ဆွဲတင်ဖို့ပေါ့နော်ဒီစိတ်တက်တွေကိုပြန်ဆွဲတင်ဖို့ဒီခေါင်းဆောင်တွေမှာတာဝန်ရှိတာဖြစ်တဲ့အတွက်ဒီခေါင်းဆောင်တယောက်တည်တည်တည်ထိုက်တယ်ပေါ့နော်ဒါကခုနကဒါစိတ်တက်မြင့်တွေနဲ့ပတ်သက်တဲ့ဟာမျိုးပေါ့နော်ဆေးအတက်ကြွစီမဲ့ဟာမျိုးဘယ်လိုတွေလှုပ်ဆောင်တင်တယ်လဲဆိုတဲ့ဟာလေးဒါသင်ခန်းစာလေးတစ်ခုအနေနဲ့ကျွန်မယူဝင်ပြပေးပါအောင်ဗျာဟုတ်ချက်ပါဆိုတော့ဟုတ်တယ်ဒီတစ်ခုခုကိုပါပါလေဟိုနေအာပေးလိုက်ရတယ်ရှုံးသွားတယ်ဆိုလို့ရှိရင်ပေါ့နော်ပြန်ပြီးတော့ အကျွန်မအမြန်ပြောတာ AAR after action review ပြန်လုပ်ဖို့လိုတယ်အဲလုပ်တဲ့အခါမှာ အားလုံးကိုပါဝင်ဖို့ကောင်းတယ်လူတွေကပါဝင်လာလေလေသူတို့ရဲ့ဗာလဲသူတို့ရဲ့ပေါ့နော်ဟိုဗာလဲ empowerment သူတို့လုပ်နိုင်တယ်သူတို့ဒီဥစ္စာပြင်နိုင်နေဆိုတဲ့ဥစ္စာကိုအများကြီးတွေ့လာတယ်။ဟုတ်တယ်။ဒါတို့သွားလုပ်လိုက်တယ်မအောင်မြင်ဘူး။ဟုတ်တယ်။ဘာကြောင့်မအောင်မြင်တာလဲ။နော်။ဘယ်နေရာတွေပြောင်းရမလဲ။ဘယ်နေရာတွေလှုပ်ရမလဲ။ဘယ်နေရာတွေပို့ပြီးတော့တိုးတက်အောင်လုပ်ရမလဲ။ right so any ဥစ္စာတွေလုတ်ပြီးအဲ့လိုမျိုးလုတ်လာနိုင်လေလေသူတို့ရဲ့စိတ်ဓာတ်ကဘုရတိုးတက်လာတယ်ပေါ့လေအဲ့နောက်ပြီးတော့ကြတော့ဒီကျမတို့သူတေသနာလုတ်သူတေသီလုတ်ထားတာပေါ့နော်ဒီ Daniel Pink ဆိုတဲ့လူတယောက်ကလုတ်ပြောသူသွားတွေ့တာလူတွေကို motivation လုတ်မဲ့တိုးတက်စေခြင်းနဲ့အနည်းဆုံးဒီ၃၃၃ချက်ရှိတယ်တဲ့ပထမတစ်ခုကကြတော့ purpose ဆိုတော့ရည်ရွယ်ချက်ဤခုနရည်ရွယ်ချက် ခိုင်ခိုင်မာမာ right ညီရွယ်ချက်ခိုင်ခိုင်မာမာရှိတယ်ဆိုလို့ရှိရင်အဲ့လူတွေရဲ့အုံနေပါတယ်ဟိုစိတ်တက်ကပိုတက်တယ်ညီရွယ်ချက်ရှိရမယ်နောက်ပြီးတော့လုတ်ပိုင်ခွင့်လုတ်ပိုင်ခွင့်ဆို autonomy ပေါ့နော်လုတ်ပိုင်ခွင့်အဲ့လွတ်လပ်စွာလုတ်ပိုင်ခွင့်ပါနော်လုတ်ပိုင်ခွင့်နောက်တစ်ခုကြတော့ဟိုနေအာကျွမ်းကျင်မှုကိုတိုးတက်အောင်လုပ်ဖို့ဟုတ်အဲ့ဆိုကျွမ်းကျင်မှုကိုတိုးတက်အောင်လုပ်ဖို့အခွင့်အရေးလိုတယ် ဆိုအဲ့ဒီသုံးခုပြည့်လို့ရှိရင်လည်းလူတွေက motivate ဖြစ်တယ်ဆိုခုနကကျွန်မပြောသမီးတခုခုအေးအေးအားလှုပ်လိုက်မယ်နော်တခုခုလောက်ထားရဲ့အဲ့ဒီမှာဟုတ်ကဲ့ဘာကြောင့်ဘာကြောင့်မောင်းနေတာလဲအဲ့ဒီဥစ္စာကိုဘယ်လိုမျိုးပြန်ပြီးတိုးတက်အောင်လုပ်မလဲဆိုတော့ဒါကျွမ်းကျင်မှုကိုသုံးနေတာဟုတ်ဟုတ် right ကျွမ်းကျင်မှုကိုတိုးတက်အောင်အတွက်အခွင့်အရေးပေးလာတာလေ အဲ့ဆို number 1အဲ့ဒီဥစ္စာတခုပြည့်သွားမယ်ပြီးလဲပြီးရောသူတို့ကိုနည်းနည်းဗာလဲလွတ်လပ်စွာလုတ်ပေးနိုင်အောင်ပေါ့နော်ဆိုစစ်တဲ့အချိန်မှာကျွန်တော်မြန်ပြောတယ်ဟိုဗာလဲအဲ don't tell me how to suck egg so but အဲ့ဒါအတိတ်ကတော့ငါ့ကိုကြက်ဥ်ကိုဘယ်လိုစားရမလဲဆိုတာမပြောနဲ့တဲ့နော်ဘယ်လိုနီးနဲ့စားရမလဲဆိုတာမပြောနဲ့ကြက်ဥ်စားတာပဲပြောလိုက်နော်စားကြက်ဥ်ကိုစားဒါပေမဲ့ဘယ်လိုစားရမလဲဘယ်လိုခွာရမလဲမပြောနဲ့ဆိုအဲ့လိုမျိုးပေါ့နော်ဒါ autonomy နဲ့ပတ်သက်တယ်ဒါလုတ်ပိုင်ကွင့် right so now so got a purpose so သူတို့အမြဲတမ်းဗာလေမြဲတမ်း remind လုပ်ရမယ်အမြဲတမ်းသတိပေးရမယ်ဘယ်တော့အမြဲတမ်းပြောနေရမှာငါတို့ဘာကြောင့်လုပ်တာလဲဒီဥစ္စာဘာကြောင့်လုပ်နေတာလဲရည်ရွယ်ချက်ကဒီဥစ္စာဘာကြောင့်လုပ်နေကြတာလဲဒေါ်လာရဘာကြောင့်လုပ်နေကြလဲဆိုအမြဲတမ်းဟိုဗာလေဟိုနေလူတွေ remind လုပ်ရမယ်ပြီးလဲပြီးတော့ကိုယ့်ရဲ့အဖွဲ့ရဲ့နောက်ပြီးတော့ဟုတ်တယ်ဒေါ်လာရနောက်ပြီးတော့ကိုယ့်ရဲ့အဖွဲ့ရဲ့နော်ရည်ရွယ်ချက်ကဗာလေ ဒီမှန်ချက်တရားပါဟုတ် right so ခုနပြောသားဆိုမြဲ AA မှာဒီရွယ်ချက်ဒီမှန်ချက်ကအရန်ကောင်းနေအဲကြောင့်မလို့သူတို့ရဲ့ဗာလဲစစ်တပ်စစ်သားတွေကလည်းအမ် motivated တက်ကြွနေကြဟုတ် right ဆိုတော့ပြန်ပြီးတော့ကြည့်လိုက်ကိုယ်လူတွေကမတက်ကြွအောင်ဆိုလို့ရှင်အဲ့ဒီတရားသုံးခုတွေကတခုကပြောင်းနေတယ်ဟာနေတယ်လို့ထင်တယ် right so ကိုယ်ကလူတွေတယောက်အနေနဲ့ဘယ်လိုမျိုးအဲ့လိုမျိုးလုပ်ပြနေရလဲ ဆိုခုနပြောတဲ့တခုခုရှုံးသွားပြီလို့ရှင်ဒီဒီ AAR လုတ်ပြီးတော့ AAR ထွက်လာတဲ့ဥစ္စာကို Okay ဟုတ်ပြီဒုစရတို့တွေမှားပါတယ် Okay ဒီဥစ္စာကိုဘယ်လိုတိုးတက်အောင်လုပ်မလဲအဲ့တိုးတက်အောင်လုပ်တဲ့ဆိုတာက leader တယောက်ရဲ့ responsibility တယ်မဟုတ်အားလုံးရဲ့ response you know လူတွေအားလုံးရဲ့ဟိုနေဟိုဗာလေအတူတူကလုပ်ဖို့လိုအပ်တယ်ဆိုတော့အဲ့ဒီအချိန်မှာသူက Okay ငါဘယ်လိုတိုးတက်အောင်ငါရဲ့ကျွမ်းကျင်မှုတိုးတက်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့ဥစ္စာပါလာတယ် ဆိုတော့အဲ့ဒီဥစ္စာ၃ချက်ကိုပြန်ပြစင်လာပါအဲ့၃ချက်ကိုအသုံးချပြီးတော့ဗောနော်အာကိုလူတွေကို motivate မြေနံရှိနေအောင်လုပ်ဖို့လိုတယ် leader တယောက်အနေနဲ့မြေနံဟိုဘာလဲကိုလူတွေမြေနံစကားပြောနေဖို့လိုတယ်စကားပြောနေဖို့